ကဲသတိတိချက်မျိုးတွေအားလုံးမင်္ဂလာပါနော်ကျွန်တော်အခုဒီတပတ်ပေါ့နော်ဆက်တဲ့ချိန်မှာထွက်မဲ့ကနန်းလေးကိုကြင်လာမူလေးနဲ့တကွတင်ပြပေးမယ်နော်ကျွန်တော်အမျိုးတွေကြိုက်တဲ့သူလေးတွေနော်နော်လေးလိုက်ကြည့်ကြပါနော်ပြီးကြတဲ့ဘက်ကလွဲသွားတဲ့အတွက်လဲတောင်းပန်ပါရနော်ကျွန်တော်အကောင်းဆုံးတော့တင်ပြတာပဲဗျာနော်ကံဆိုတော့ချဲဆိုတော့လဲကံစာတာနဲ့လှုပ်လို့ရတော့ ်နဲ့တက်နိုင်မလားเนาะဟုတ်ပြီဗျာအဲလိုက်ကြည့်လိုက်အောင်ဒီချိန်မှာဗောနော်ဒီဆက်တဲ့ချိန်မှာကြာမယ်ကနန်းဆက်တဲ့ချိန်မှာကြာမယ်ကနန်းဆိုတော့ခတိုင်းလိုပဲဗောနော်ကျွန်တော်ပြတယ်လို့ပဲပုံတူကွက်ရွှေလေးဗောနော်ကျွန်တော်မြန်မြန်လေးပြောလိုက်မယ်ဗျာเนาะတအားကြာသွားမှာစလို့เนาะ ဗီဒီယိုလည်းဒီဘက်မှာတင်ရတာတိတ်အဆင်မပြေဘူးအင်တာနက်ခက်ခဲကြအောင်နော်ဟုတ်ပြီရားရီဆိုတော့ဒီ9.1ဆိုတော့ဒီကဏန်းလေးရပြဒီလိုဇောင်းတက်သွားရင်ဒီမှာ9.1လို့ရိုက်ခဲ့ရနော်ဟုတ်ပြီအဲ့တော့ကြည့်လိုက်ပါနော်9.1လေးတွေလည်းဒီမှာဗီဒီယိုတဲလည်းပါပါတယ်မနော်တခြားကလင်ဒါစိတ်ဝင်စားရတယ်ဆိုရင်တော့ဒီကလင်ဒါလေးဘေးချပြီးတော့ကျွန်တော် white ပေးထားတဲ့အကွက်လေးတွေ light ထောက်ပြီးကြည့်လိုက်ပါဗျာနော်တခြားပို့ပြီးတော့တိကျအောင်လို့မို့ ကိုယ်နဲ့ကိုယ်လေ့လာလို့ရအောင်လဲကျွန်ပြပေးလိုက်မယ်နော်ကြောက်တော့ဒီ685ဆိုဒီကဏ္ဍကဒီမှာ685လို့ဒဲရိုက်ပေးခဲ့နော်ဟုတ်ပြီအများကြီးပဲဗျဒီဘက်ဒီရှိသေးတယ်ဟုတ်ပြီကကျွန်တော်ပြန်ဆက်သွားလိုက်မယ်လာယူရခုကျွန်တော်တို့အခုချိန်မှာ ကြာမဲ့ကာပေါ့နော်ဒီ1392ဆိုတဲ့ဒီကဏ္ဍလေးရှိတယ်1392ကနေတခါ နှစ်သုံးသုံးနှစ်မြောက်မှာဆင်းလိုက်ရင်16ခွန်လို့ရှိရပေါ့နော်16ခွန်လို့ရိုက်တယ်ရိုက်ပြီးတော့တခါဒီတစ်တုံညာနှစ်ကနေပြန်သွားလိုက်ပေါ့1နှစ်3 4လေးနှစ်မြောက်ရဲ့အထက်မှာ388ဆိုရဲဒီကဏ္ဍလေးရှိခဲ့ပေါ့နော်388ဟုတ်ပြီအဲ့တော့ဗျာဒီမှာလည်းအဲ့ဒါကျွန်တော်အယောင်မချေရသေးဘူးနော်မြင်သားအောင်ကျွန်တော်ချေပေးလိုက်မယ်ဒီတစ်တုံညာနှစ်ပေါ့နော် ဟုတ်ပြီဒီတစ်တုံညာနေဆိုတဲ့ဒီကနန်းလေးရနေပြီးတော့တနှစ်သုံးသုံးနှစ်မြောက်မှာ86ခုဆိုဒီကနန်းလေးရိုက်ခဲ့တယ်ဗောနော်86ခုကနေတခါဇက်တိုက်ပြသူ့ရဲ့ခွင်းဆက်ကမပြတ်တော့ဒီအခုထွက်ပြီးသွားတယ်ဗောနော်2025ရဲ့8ကြိမ်မှာ388လို့ရိုက်ခဲ့တယ်ဗောနော်ဒယ်ပေးရဗောဒီမှာကျွန်တော်နည်းနည်းခြုံပြပေးလိုက်မယ်အကုန်လုံးမြင်တာအောင်ကြည့်လို့ရအောင်ဗောနော် ောကျင်တာကဒီကနန်းကဒီမှာလာရိုက်တယ်အဲ့လိုပဲဒီ86ခွန်ဆိုရယ်ကနန်းလေးရလဲဒီမှာပေါ့နော်ဒီမှာ86ခွန်လို့ဒဲရိုက်ပေးရပါနော်ဒဲရိုက်တာတွေကများတယ်ဗျဒီမူမှာဆိုရင်တော့တကယ်လို့ထိုးရမယ်ဆိုရင်ကျွန်တော်ထင်တယ်အထိုင်းဒီပါညာတိကျရင်တော့အကွက်ရည်နဲမယ်ထင်တယ်ပေါ့နော်ဟုတ်ပြီဗျစိတ်ဝင်စားရတယ်ဆိုရင်ပြီးအောင်လေးလိုက်ကြည့်လိုက်ပါနော်ဒီ1392က1392 86ခွန်က86ခွန်လို့ရိုက်တယ် အဲ့ရသူတို့ရဲ့ကွင်းဆက်ကမပြတ်သေးတဲ့အတွက်ဒီမဲ့မှာ388ဆိုတဲ့ဒီကဏ္ဍလေးကဒီမှာ388လို့လာရိုက်ပေးရပါတော့။ဟုတ်ပြီ။သူတို့ဘယ်လိုပုံစံနဲ့ရိုက်ပေးတာလဲဆိုရင်ဒီမှာဗျ။ကြည့်လိုက်။ဒီမှာတစ်တုံညာနဲ့ထွက်ပြီးတော့ဗရိနှစ်ဗရိနှစ်ရဲ့နောက်မှာ6ထိတ်6ထိတ်ရဲ့အပေါ်မှာဂွားခွန်ဂွားခွန်ရဲ့အပေါ်မှာ9ထိတ်အဲ့မူနဲ့သူ့ရဲ့ ဒီညာဘက်ဆောင်းမှာ388ဆိုတဲ့ကဏန်လေးရိုက်ခဲ့ပါတော့အဲ့လိုပဲဗျာဒီမှာလဲအဲ့တိုင်းပဲသူ့ရဲ့ဘေးမှာဗရိတ်နှစ်ဗရိတ်နှစ်ရဲ့နောက်မှာ6ထိပ်6ထိပ်ရဲ့အပေါ်မှာကွာခွန်သူ့ရဲ့အပေါ်မှာ9ထိပ်ပေါ့နော်9ထိပ်ပြည့်ပြီးတော့ဒီ388ဆိုတဲ့ကဏန်လေးရိုက်တာပေါ့နော်ဟုတ်ပြီရှည်သွားလိမ့်မယ်ဗျာထားလိုက်တော့အဲ့တော့အခုချိန်မှာကြမယ်ကဏန်ပေါ့နော်ဒီဆက်တဲ့ချိန်မှာကြမယ်ကဏန်ကိုဒီမူနဲ့ပြန်ကြည့်ရိုက်မယ်ဆိုရင်1 2 3 4လေးချိန်မြောက်ကဏန်ပေါ့နော် အဲ့တော့ဒီမှာကြည့်လိုက်တော့ဗျာ1 2 3 4ဆိုတော့ကျွန်တော်ရွေးချယ်ထားတဲ့ကဏ္ဍကဒီ3ခွန်5ဆိုတဲ့ဒီကဏ္ဍလေးရှိတယ်ပေါ့နော်အဲ့ဒီကဏ္ဍလေးကိုမှဒီမှာရှေ့မှာဆိုရင်4ညပါတယ်1ချိန်3ည3ပါတယ်1ချိန်3ည3နောက်ထိုင်နေပေါ့နော်3ည5ပါတယ်1ချိန်ပေါ့နော်အဲရှေ့မှာ9တွဲပါတယ်1ချိန်9ထိပ်9အပေါ်မှာ သူမကြခင်မှာငါထိမ့်နေပေါ့နော်ရှိခဲ့တဲ့ပြီးခဲ့တဲ့မူလိုပဲဒီ၃ရှစ်ရှစ်မကြခင်မှာငါထိတ်ကြခဲ့လို့ပဲဒီမှာလဲဒီကောင်မကြခင်မှာငါထိတ်လေးကြခဲ့မှာ